ဟောမစတာမြန်မာကနေကြိုဆိုပါတယ်ဒီနေ့မှာတော့မြေမျိုးစား၃မျိုးနဲ့ဘူတေအရွယ်စားပုံမူတည်ပြီးခွဲခြားထားတဲ့နီလန်အကြောင်းကိုပြသတော့မှာဖြစ်ပါတယ်မြင့်ချစ်သူတွေအတွက်တည်ထားတဲ့ပူဇော်ရာတွေမျိုးအဆုံးထိကြည့်ပေးဖို့တောင်းဆိုလိုက်ပါတယ်ဒီ channel လေးကတော့မြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာဘူဇော်ရာတွေကိုအပတ်တိုင်းတည်ဆဲတော့မှာဖြစ်လို့ channel လေးကို like and subscribe လုပ်ပေးဖို့လည်းမေးပါတယ်နော်မြေမျိုးစား၃မျိုးမြင်းတွေဆိုတာက တကယ်စိတ်ဝင်စားဖွယ်တရိစံတမျိုးဖြစ်ပါတယ်။ရှီခိဘူဂီတွေကတောင်တန်းတွေမှာစီးတော့တောင်မှာအမဲလိုက်ဖန်ခဲ့ကြတဲ့မြင်းတွေကိုဒီနေ့ခေတ်မှာတော့သူရိတနာနဲ့သိပံအရာအမျိုးအစားခွဲပြောင်းလေ့လာခဲ့ကြပါတယ်။ဒီဘူးရအဖြစ်မြင်းတွေကိုသွေးပူသွေးအေးနဲ့သွေးနွေးဆိုပြီး သုံးမျိုးခွဲခြားထားပါတယ်။သွေးပူ၊သွေးအေး၊သွေးနေဆိုဒီမှာတကယ်ဖြစ်နေသောသွေးတွေကသွေးပူခြင်းမဟုတ်ပဲအပူပန်းဒေသနဲ့အေးပန်းဒေသတို့မှာနေထိုင်သောမြင်းများကြီးကိုယ်ရည်ပူသွေးနဲ့အသင့်ပြင်းလက္ခဏာပုံမူတည်၍ခွဲခြားထားခြင်းဖြစ်ပါတယ်။သွေးပူမြင်းအရှိတိုင်းဒေသမြင်းမျိုးစားတွေဖြစ်သောသွေးပူမြင်းတွေကအပူပန်းဒေသတွေမှာနေထိုင်ကြစားသောမြင်းများဖြစ်ကြတဲ့အတွက်၎င်းတို့၏အေးပြားမှာပါလွန်ပြီးအမွေးတို့ကအေးပြားအရှိသွေးကြောများကိုပြင်ပအထိတွေ့မြင်နိုင်ပါတယ်။ လေပင်နှင့်ခြေထောက်များရှိလျားပြီးဥကုံတည်သည်ခန္ဓာကိုယ်ထွေပြီးအရက်အမြင့်မှာ150စင်တီမီတာကျော်ထိရှိသည်အထူးသဖြင့်အာရပ်ဘပ်ဒေါ်ရူဘရက်စားတော်တွေကဒီသွေးပူမြင်းမျိုးစားတွေပါသွေးပူမြင်းများသည်သွေးအေးမြင်းများထက်တယူနိထူးထည်တွင်သွေးနီကူအရေးအတွက်ပိုများသောကြောင့်၎င်းတို့၏အောက်ဆီဂျင်သေဆုံးနိုင်မှုဆိုင်းရီမှာကောင်းမှုပြီးပြင်းနှုံးမှာအတော်လေးမြတ်စမာသည်ကိုကြောင့်၎င်းတို့ကိုပြိုင်ပွဲများတွင်ပြိုင်မြင်းများဖြစ်တွင်ကျေစွာအသုံးပြုကြပါသည် ွေအမြင်အနောက်တိုင်းမြေမျိုးစားတွေဖြစ်သောသွေးအမြင်တွေကအေခဲပြီးတန်တန်းသောတောတောင်တန်းဒေသတွေမှာနေထိုင်ကြဆားသောမြေများဖြစ်ကြပါသည်။အေပြားသည့်ထူကဲကျန်တန်းကခန္ဓာကိုယ်ကြီးပြီးအမွေးရှည်နှင့်ခြေထောက်တို့ဥုံကြီးပါသည်။သွေးအမျိုးစားများသည့်တယူနစ်လေသွေးနေမှုပမာဏနေသောကြောင့်အောက်ဆီဂျင်သေဆုံးမှုနေပါကပြင်းထန်သည့်အတော်လေးနေကွေးပါသည်။ဖဲချီရုံရှိုင်းယော့ kindness တဲ့စားတဲ့မျိုးစေ့တွေကသွေးအေးမြင့်နေပဲဖြစ်ကြပါတယ်။တချို့သောဖွံ့ဖြိုးများသည်လည်းသွေးအေးများဖြစ်ကြသည်။သွေးအေးမြင့်များသည်ယခင်ကအေယာလုပ်ငန်း၊သစ်တော်ထုတ်လုပ်မှုများနှင့်အခြားသောလုပ်ငန်းများတွင်အရေးပါသောအခက်အခဲကိုဆောင်ရွက်ခဲ့ကြသည်။ဤမြင့်များသည်ခန္ဓာကိုယ်ကြီးမား၍အာကြီးသောကြောင့်ထွန်ရဲခြင်း၊တည်သားတည်ဆောင်ခြင်းနှင့်အခြားသောအလုပ်များအတွက်အသုံးပြုခဲ့ကြသည်။ယင်းနှစ်ခေတ်တွင်လည်းသဘာဝပတ်ဝန်းကျင်တည်ခဲ့မှုနေသောလုပ်ငန်းများတွင်ဆက်လက်အသုံးပြုနေကြပါသည်။သွေးနွေးမြင့် သွေးနွေးမြင့်တွေကသွေးပူနဲ့သွေးမြင့်တွေကိုမျိုးဆက်ပြီးဖန်တီးထားခြင်းဖြစ်ပါတယ်။နူးညံ့သောကိုယ်ကိုယ်သွေးကြန့်ခိုင်သောကိုယ်ခန္ဓာနှင့်ခန္ဓာရင်ကောင်းမှုတို့ကြောင့်၎င်းတို့ကိုမြင်းစည်းအားကစားပြပွဲတွေမှာသုံးပြပါတယ်။ Belgian Wembley Hanoverian Golden Bat စတဲ့မြင်းတွေကသွေးနွေးမြင်းများဖြစ်ကြပါတယ်။မြင်းကိုကိုယ်တည်းအယူဆပုံမူတည်၍ခွဲခြားခြင်းမြင်းတွေအတွက်မျိုးစိတ်ခွဲခြားတဲ့နည်းလမ်းတစ်ခုကတော့ကိုယ်တည်းအယူဆပုံမူတည်ရပါဘူး။ဤခွဲခြားမှုကိုသေးသေးသောမြင်း၊အလယ်လက်မြင်း၊ကြီးမားတဲ့မြင်းနဲ့ဖုန်ကြီးဆိုပြီးဒီမျိုးခွဲလို့ရပါတယ်။သေးသေးသောမြင်းဤမြင်းမျိုးစားသည် ကိုလေးချိန်400မှာ900ကီလိုဂရမ်အထိရှိပါတယ်။ပိုးထည်တက်လိပြီးပေါပွားသွက်လွှဲမှုရှိတာကြောင့်ပြိုင်ပွဲတွေအတွက်တင့်တော်ပါတယ်။ Arab Dodo Bread standard bread ဖတာတွေကဒီမျိုးစားတွေဖြစ်ပါတယ်အလေအလက်မြင်ဒီမြင်းမျိုးစားဒီကိုလေးချိန်600မှ900ကီလိုဂရမ်အထိရှိပါတယ် one blood မျိုးစိတ်တွေဖြစ်ပြီးမြင်းစည်းကြပွဲတွေမှာ အသုံးပြုကြပါတယ် anglo norman Trotter, Palomino စတဲ့မျိုးစိတ်တွေပါဝင်ပါတယ်။ကြီးမားသောမြင်ကြီးမားတဲ့မြင်းတွေက900မှ1000 kg အထိကိုလေးချင်းရှိကြပါရဲ့။ခန္ဓာကိုယ်ကြီးမားပြီးစက်ခံသောအသွင်ပြင်ရှိတာကြောင့်လုပ်ငန်းသုံးမြင်းများအဖြစ်အဓိကအသုံးပြုကြပါရဲ့။ Bachelor, Shire, Kindster စတဲ့တစ်တော်ထူထပ်သောဒေသများတွင်အဓိကနေထိုင်သောမြင်းတွေဖြစ်ပါရဲ့။ Pony ခုနီမြင်းတွေကအရက်ပမာဏ148စင်တီမီတာအောက်မှာရှိပြီးပူလေးချင်း900မှ400ကီလိုဂရမ်အထိရှိပါတယ်။ ၎င်းသည်ဥရောပအမြောက်ပိုင်းနှင့်မွန်ဂိုလီးယားတို့တွင်အကြီးအကဲနေထိုင်သောသွေးအမျိုးကွဲများဖြစ်ကြပါသည်။တင်းငယ်ပေမဲ့ခန္ဓာရင်ကောင်းသောကြောင့်အသုံးများတဲ့မြေမျိုးစားဖြစ်ပါသည်။ Shetland Pony, Mongolia Horse, Haflinger, Fellabella စတဲ့မျိုးစိတ်တွေကဖူနီမျိုးစိတ်တွေဖြစ်ကြပါသည်။ မြင်းမျိုးစား၃မျိုးနဲ့ဘူထေအရွယ်စားပုံမူတည်တဲ့ခွဲခြားနည်းလေးတွေကိုတင်ဆက်ပြီးဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အချံပြုခြင်းနဲ့အကြောင်းအရာများရှိသေးဆိုရင် comment မှာရေးပေးဖို့လည်းမမေ့နဲ့။နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြမယ်ခင်ဗျာ။